နှုတ်မိင်္ဂလာပါရှင်။ကျမ memory မှတ်ဉာဏ်ရဲ့အကြောင်းလေးကိုဆွေးနွေးနေတာပါ။အဲ့ဒီမှာဆိုလို့ရှိရင်ကျမတို့ရေတို့မှတ်ကြံနောက်တစ်ခါအလုပ်လုပ်တဲ့မှတ်ဉာဏ်ပေါ့နော်။ short term memory working memory တွေလည်းခေါ်တယ်။အဲ့ဒီမှတ်ဉာဏ်လေးအကြောင်းကိုဆွေးနွေးနေတာပါ။အဲ့ဒီမှာဆိုရင် sensory memory ကနေပြီးတော့ရရှိလာတဲ့သတင်းချက်လက်တွေကို process လုပ်ပြီးတော့ပေါ့နော် encode လုပ်ပြီးတော့ဒါ short term memory ကိုရောက်လာမယ်။ ရောက်လာတဲ့အကြောင်းအရာတွေကိုရောက်လာမှဟာ attention ရှိရမယ်အာရုံစူးစိုက်မှုရှိရမယ်နောက်တစ်ခုကဒါ maintain နဲ့ rehearsal ဆိုပြီးတော့နော်ကျမတို့ထက်ခါထက်ခါလေ့ကျင့်ဆောင်ရွက်မှုတွေရှိရမယ်အဓိကအရေးကြီးတဲ့အချက်ကြီးနှစ်ချက်ကိုဒီနေ့တော့ဆွေးနွေးသားပါတယ်ဒါက ဒီမှတ်ညာပိုအားကောင်းလာစေဖို့အတွက်ပိုပြီးတော့မှတ်မိလာစေဖို့အတွက်သူ့ရဲ့မှတ်မိနိုင်တဲ့စက္ကန့်အပိုင်းကြ20စက္ကန့်နဲ့30စက္ကန့်အတွင်းမှာမှတ်မိနိုင်တဲ့ရေတို့မှတ်ညာမှာအဲ့ဒီတဲ့30စက္ကန့်နဲ့ပိုတဲ့မှတ်ညာနေအားကောင်းလာအောင်မှတ်မိတဲ့ကြာချိန်ပိုကောင်းအားကောင်းလာအောင်ပိုများလာအောင် attention အာရုံစူးစိုက်မှုရှိရမယ်နောက်တစ်ခုကထက်ခါထက်ခါလေ့ကျင့်ရမယ်ဆိုတာလေးကိုဆွေးနွေးပေးခဲ့ပါတယ်ဒါဆိုလို့ရှိရင်ကျမတို့ယနေ့မှလည်းပဲ အဲ့ဒီပေါ့နော်ဒီကဒီ HR နဲ့ event တွေကနေပြီးရရှိလာတဲ့သတင်းချက်လက်တွေကဒီက sensory memory တွေကိုရောက်လာဒီ sensory memory တွေကိုရောက်လာတဲ့အခါမှာသူ့ကိုဘာလုပ်လို့ဆို encoding ရေးကြည့်တယ်ဒီ encode လုပ်မှာရေးကြည့်ပါတယ်ဒီ encode လုပ်တယ်သူ့ကိုဒီကသတင်းချက်လက်တွေသင်္ကေတရင်း encode လုပ်လိုက်တယ် လောက်လိုက်ပြီးတော့ကြာမှာဘယ်ကိုရောက်သွားတယ်ဆိုရင် working ဒါမှမဟုတ် short term memory ကိုရောက်သွားတယ်။အဲ့ဒီ short term memory တွေကနေပြီးတော့ကျမတို့ long term memory ကိုရောက်ဖို့ memory storage long term memory storage ကိုရောက်ဖို့အတွက်ကိုလည်း angle လောက်အတည်းတက်ခါထက်ပြီးတော့အဲ့ဒီ angle လောက်ပြီးရဆိုမှရောက်လာတာ။အဲ့လိုနည်းနေပေါ့နော်သူ့ရဲ့အစ်စ်နေရသူ့အစ်စ်တိုင်းလာတာပါ extra နဲ့တတိယပြင်မကနေရောက်လာတဲ့တတိယချက်လက်တွေရှင်နေ ရှိလာမယ်ပေါ့နော်သတင်းချက်လက်တွေရှိမယ်အဲ့ဒီသတင်းအချက်လက်တွေကဘယ်ကိုရောက်လာမလို့ဆိုရင်အာယုံငံမှတ်ဉာဏ်စီကိုရောက်လာမယ်အာယုံငံမှတ်ဉာဏ်နေပြီးတော့သူတို့တင်ကေတရီဖြစ်ပြောင်းလိုက်ပြီးတော့ကျွန်မကျွားတို့ရေတို့မှတ်ဉာဏ်အလုံးလုံးတဲ့မှတ်ဉာဏ်တွေကိုရောက်လာမယ်အဲ့ဒီအလုံးလုံးတဲ့မှတ်ဉာဏ်တွေကနေပြီးတော့ထပ်ပြီးတော့တင်ကေတရီနဲ့အင်ကုတ်လုတ်ပြီးတဲ့အခါမှာကျမတို့ရေရှည်မှတ်ဉာဏ်တွေကိုရောက်လာမယ်ရေရှည်မှတ်ဉာဏ်တွေကိုရောက်လာတဲ့ဟာတွေကိုကျမတို့ retriever ဆိုပြီးတော့ကျမတို့ပြန်လဲထုတ်ယူပြီးတော့မှာ ျမတို့အလုံးလုံးတဲ့မဲ့ညံတွေကိုပို့ပြီးတော့မှဆောင်ရွက်ကြရတယ်ပေါ့လေလှုပ်ဆောင်ကြရတယ်ပြောဆိုကြရတယ်ဆွေးနွေးကြရတယ်ပေါ့နော်ဒါသူ့ရဲ့ဖြစ်စဉ်ကြီးတွေပါဒါဆိုရင်ဖြစ်စဉ်ချင်းတစ်ခုစီးတဲ့မှာတစ်ခုချင်းစီးတဲ့မှာ encoding ကအစဉ်ချင်းစီတိုင်းမှာဖြစ်စဉ်တစ်ခုကနေတစ်ခုပြောင်းတော့မယ်ဆိုရင်ဘယ် encode လောက်ရဲဆိုတာလေးကိုကျမတို့ဒါလေ့လာမှတ်သားရပါတယ်ဒါလေးကိုပြန်လဲဆွေးနွေးပေးခြင်းဖြစ်ပါတယ်အဲ့ဒီမှာဆိုလို့ရှိရင်ဒီမှာလည်းအဲ့လိုပါပဲရှေ့ပိုင်းမှာဆွေးနွေးခဲ့သလိုပဲ အရှာနဲ့ event တွေကနေရောက်လာတာတွေက sensory memory တွေကိုရောက်မယ်အဲ့ဒီမှာတစ်ဆင့် angle လုပ်လိုက်မယ် angle လုပ်လိုက်ပြီးလို့ရှိရင် working short term memory တွေကိုရောက်လာမယ် short term memory တွေကနေမှာ angle လုပ်မယ်ထပ်ပြီးရောအဲ့ဒီမှာလည်း angle လုပ်တဲ့အခါဘယ်လိုလုပ်ရမလဲ maintenance ဆိုတာဟာစထက်ခါထက်ခါလေ့ကျင့်ခြင်းတွေဒီအောင်မညာကို maintain နဲ့ထိန်းသိမ်းထားနိုင်မှုအတွက်ဒါထက်ခါထက်ခါလေ့ကျင့်ဆောင်ရွက်မှုတွေကိုလုံဆောင်ရမယ်အဲ့ဒီလိုမျိုးလုံဆောင်ရင်းနဲ့မှာကျမတို့ long term memory story တွေကိုရောက်လာမှာပါ ဲ့ဒီ long term memory storage တဲ့ကိုရောက်လာတဲ့အကြောင်းအရာတွေကိုဒါပို့ပြီးတော့ပြင်ရှင်းထိန်းသိမ်းထားနိုင်ပြန်ခုန maintain နဲ့ rehearsal လုပ်ခြင်းအပြင်ပို့ပြီးတော့ကြာကြာထိန်းသိမ်းထားထိန်းပြီးတော့မှတ်မိထားနိုင်မှတ်မိစေမယ်မှတ်မိရဲ့အခါမှာလည်းအဲ့ဒီက sensory input တွေကိုသူကဒီမှာပြန်လဲထုတ်ပေးလို့ရရဲ့အလုံးလုံးနိုင်မှုတွေပေါ့နော်အဲ့လိုတွေနေပေါ့သူရဲ့ process ကြီးပြည့်စုံကြီးတစ်ခုလုံးကလှောက်ဆောင်တာပါဒီလိုလှောက်ဆောင်တာတွေကိုသိရှိခြင်းအပြင်မိမိတို့ ပေးလိုက်အုတ်ထင်းသူလူကြီးမိပါတွေဆရာသမားတွေကပေးလို့တဲ့တည်င်းချက်လက်တွေကိုဘလို့ပုံစံမျိုးတွေနဲ့ပေးမလို့ဘလို့အာယုံဆူဆိုင်မှုတွေရအောင်ဆောင်ရွက်မလို့ထက်ခါထက်ခါလေ့ကျင့်မှုတွေကိုဘလို့တွေစနစ်ကျအောင်ဆောင်ရွက်မလို့ဆိုတာကိုကျွန်တော်ဒီ memory မှတ်ဉာဏ်ရဲ့အကြောင်းလေးကိုလေ့လာခြင်းအပြင်တည်င်းချက်လက်တွေသိရှိလာစေရဆိုတာလေးကိုမျှဝေဆွေးနွေးပြရခြင်းဖြစ်ပါတယ်အားဆိုရင်ရရှိလာတဲ့တည်င်းချက်လက်တွေကို sensory memory ရဲ့ကိုအချို့ကိုရောက်လာမှာ။တည်င်းချက်လက်တိုင်းရောက်မှာမဟုတ်တည်င်းချက်လက်အချို့ကိုရောက်မှာ ရောက်လာမှာရောက်လာလို့ရှိရင်သူ့ကိုအန်ဂုတ်လုပ်မယ်ဒါဆိုရင် short term memory working memory တွေကိုရောက်မယ်အဲ့ဒီအမှတစင်ထပ်ခါထပ်ခါလေ့ကျင့်မှုတွေပြုလုပ်ခြင်းအပြင်အန်ဂုတ်လုပ်မယ်အန်ဂုတ်လုပ်ပြီးတော့မှ long term memory storage တွေကိုရောက်လာမှာအဲ့ဒီထဲကနေလဲ retrieval ရရယ် sensory input တွေကိုပြန်ပေးလို့ရတယ်ဆိုတာလေးကို ျမတို့ဆွေးနွေးပေးနေခြင်းဖြစ်ပါတယ်။ဒီမှာဆိုလို့ရှိရင် maintenance rehearsal တစ်ခါတစ်ခါလေ့ကျင့်ခြင်းအရေးကြီးတယ်။ incoming information တွေရောက်ရှိလာမယ်၊သူတို့သတင်းချက်လက်တွေရောက်ရှိလာမယ်။အဲ့ဒီမှာ sensory memory တွေကိုရောက်ရှိလာတဲ့အခါမှာဒီကအယုံငံမှတ်ညာဟိုအကုန်လုံးကိုမှတ်မိရမှာမဟုတ်ဘူးလေ။တချို့ဆိုလို့ရှိရင်မိမိနဲ့စကားပြောနေတဲ့သူကဘာ အရာအင်ကြီးလေးဝစ်ထားတာတော့ဆိုပြန်ပြန် तू ကဘိုင်းကြီးလေးဝစ်လာအောင်လို့မေးတဲ့အခါမှာ attention မရှိရင်မဟုတ်သေးဘူးအနိဒာကတ်ပြီးစကားပြောနေတာစိတ်ဝင်စားမှုကမရှိဘူးသူ့မှာအာယုံစူးစိုက်မှုမရှိဘူးဆိုရင်ဒီလူဝစ်လာတဲ့အင်ကြီးဘာရောက်မှန်းကိုမသိဘူးအဲ့ဒါဘာလို့လဲဆိုလို့ရှိရင် sensory memory ရဲ့မှာ loss ဖြစ်သွားတာ ဒါကြ attention မရှိရင် loss ဖြစ်သွားပါတယ်ဆိုတာလေးကိုကျွန်မဆွေးနွေးခြင်းပြခြင်းဖြစ်ပါတယ်။ဒါဆိုရင် attention အရေးကြီးတယ်။ဒါဆိုရင် attention ရှိလိုက်ပြီဆိုလို့ရှိရင် तू ပြန်ပြီးထုတ်ပေးနိုင်မြို့ဟုတ်ပြီအဲတုန်းကတော့သူဝိတာဘိုင်အောင်လေးအဲ့ဒီကအယောင်လေးကိုကိုကျွန်မဘယ်လိုကြိုက်တာအဲဘယ်လိုထက်လို့ခြင်းသေးတာဘယ်လိုရှာအောင်မယ်ဆက်ပြီးတော့လာအဲဟိုသူ့ရဲ့စိတ်ဝင်စားမှုပေါ့နော်အယုံစွဆိုင်မှုအားကောင်းလာတဲ့အတွက်ပို့ပြီးတော့မှတ်မိလာစေတယ်ပေါ့နော်အဲ့ဒါဆိုရင်ဒီကအယောင်နေမဟုတ်တော့အဲ့ဒီကအင်းကြီးပေါ်မှာ ရှိနေတဲ့အပွင့်လေးတွေအားစားမှာဘလူပွင့်လေးတွေဘလူလေးတွေ तू ကထိုးထားတာอืมအဲအင်ကြီးပုံလေးကဝီပုံလေးဒါမှမဟုတ်ရင်ဖားပစက်ပုံလေးဒါမှမဟုတ်လို့ရှိရင်သူ့ဥစားရင်ပုံလေးစသည်ဖြင့်ပေါ့နော်အကုန်လုံးကို तू ဒါအတန်ရှင်းရှိတဲ့အခါမှာမှတ်မိသွားစေမရှိဘူးဆိုရင်ဘာဝင်လာတာမှန်းလည်းမသိဘူး तू က loss ဖြစ်သွားမှာပဲပေါ့နော်ရရှိလာတဲ့သတင်းအချက်အလက်တွေ incoming information တွေရဖို့ attention မရှိရင် loss ဖြစ်သွားမယ် အဲအတန်းရှိရှိရဆိုရင် short term နဲ့ကိုရောက်သွားမယ် short term နဲ့ကိုရောက်သွားတာအကုန်လုံးနေရ working လုပ်တာမဟုတ်ပါဘူး working memory short term memory တွေကိုရောက်သွားတဲ့အကြောင်းအရာတွေကနောက်ထပ် memory ကိုမရောက်သေးပါဘူးတချို့အကြောင်းအရာတွေကအန်ကုန်းမလုံးနိုင်ဘူး loss ဖြစ်သွားတယ်လည်းရှိပါတယ်ဒါဆိုရင်အန်ကုန်းလုံးနိုင်မှုအတွက်ဘာလုပ်ရမလဲ maintenance rehearsal တွေလုပ်ဖို့လိုပါတယ်ဒါဆိုရင်ထက်ခါထက်ခါ diligence ဆောင်ရွက်မှုတွေကိုလုပ်ဆောင်ရမယ်ထက်ခါထက်ခါ diligence မှုတွေလုပ်ဆောင်တဲ့အခါမှာအဲဒီဥစ္စာလေးတွေကိုထပ်ပြီးတော့ သူကအကြောင်းအရာလေးကိုထပ်ပြီးတော့သိကျင်တာထပ်ပြီးတော့ဘလို့ပုံစံမျိုးလေးတွေရှိရဲဆိုတာကိုလေ့လာကျင်တာအဲ့လိုမျိုးတွေတဲ့ပေါ့နော်သူကထက်ထက်ပြီးတော့လေ့လာတယ်ထက်ထက်ပြီးတော့ထက်ကထက်ကလေ့ကျင်တဲ့အခါမှာပို့ပြီးတော့မှတ်မိစေတဲ့အားကောင်းတာစေတယ်ဒါဆိုရင် working memory တွေကနေ ပြီးတော့ encode လုပ်လိုက်တဲ့အခါမှာသူက long term memory ကိုရောက်လာမယ်။အဲ့ဒီမှာလည်းပဲကျမတို့ဒီ long term memory တွေကိုရောက်လာတဲ့အကြောင်းအရာတွေအကုန်လုံးကလည်း ိုတက်တက်လုံးကြီးမှတ်မိသွားစေတာမဟုတ်ပါဘူးသူ့မှာလည်း forgot ဆိုတာရှိပါတယ်အဲသူတို့ဒီမှာဒီပေါ့နော်ကျမတို့ဒီ long term memory ကိုရောက်လာတဲ့အခါမှာဒီသူ့ရဲ့ဟိုအခြေအနေပေါ်မှာမူတည်ပြီးတော့ပေါ့နော်ဒီကျမတို့ဒီအုံနောက်တွေမှာ neuron တွေရှိရယ် neuron စက်ကြောင်းတွေဆိုတာရှိရယ်အဲ neuron စက်ကြောင်းတွေကဒီအသုံးပြုရင်ပြုအလုပ်လုပ်ရင်လုပ်မလုပ်ရင် အတုံးမပြုတ်ဘူးဆိုရင်အတုံးမပြုတ်ရင်ဆုံရှုံသွားတယ်ပေါ့နော်ဒီ new အုံနောက်မှာရှိတဲ့ neuron ဆက်ကြောင်းလေးဆိုတော့ကျွန်မအုံနောက်ရဲ့အကြောင်းမှာတော့ဆွေးနွေးခဲ့တာပါပါတယ်အဲ့ဆက်ကြောင်းတွေကအတုံးပြုတ်နေမှာသူကဟိုအတုံးချလို့ရတာအဲ့လိုမဟုတ်လည်းအတုံးမပြုတ်ရင်ဆုံရှုံသွားတာပါဆက်ကြောင်းတွေကပျက်စီးသွားတာပေါ့နော်အဲအဲ့ညမှာလည်းဒီက long term memory လေးကိုရောက်လာပြီမဲ့ဟိုအမြဲတမ်းကြီးမမှတ်မိနေစေရမှာဘုကုနာလိုပဲဆက်ကြောင်းတွေကိုမတုံးဘူးဆိုရင် အသုံးမပြုဘူးဆိုရင်ဒါတွေကပျက်စီးသွားစီပါတယ်။နောက်တစ်ခုကကြတော့ကျမတို့ inter interference ဆိုတာကကြတော့ तू ကဒီအပြန်အလှန်ဆက်သွယ်ခြင်းတွေလုံဆောင်ခြင်းတွေမရှိတော့ဘူးဆိုရင်လည်း तू ကဒါဒီမညံမေးတစ်ခုခုကလွှမ်းမိုးသွားတာပဲဖြစ်ဖြစ်ပေါ့နော်။မိမိမှာရှိနေတဲ့အသည့်ကိုတခြားအကြောင်းအရာတစ်ခုကလွှမ်းမိုးသွားတယ်ဆိုလို့ရှိရင်အဲမူလမှတ်ထားတဲ့အကြောင်းအရာဘာလို့တော့ပျက်စီးသွားစီလဲ။နောက်တစ်ခါ ဒီကေကတော့ဒါရှိနေတာပါဟိုဒီကြောင်းရာတွေကသူ့ရဲ့ဒီညူရုံးတွေရဲ့ပျက်စီးမှုရတော့လကောက်အတုံးမပြုတ်မှုရတော့လကောက်ပေါ့နော်ဒါပျက်စီးမှုတွေဆိုတာရှိနေတယ်ဒါကြောင့်ပျက်စီးဆုံးရှုံးမှုတွေဆိုတာရှိနေတယ်ပေါ့နော်ဒါကြောင့် long term memory တွေကိုရောက်လာတဲ့အကြောင်းအရာတွေကအများအားမှတ်မိနေရတာမဟုတ်ဘူးတခုခုကနှွမ်းမိုးသွားတာပဲဖြစ်ဖြစ်နောက်တော့ကမိမိရဲ့စိတ်ခံစားမှုတွေအဟိုကြီးလို့ပေါ့နော်စိတ်ခံစားမှုတွေ depression တွေများလို့ ူကမှတ်မှုမှတ်မိမှုတွေညော်နေသွားတာပဲဖြစ်ဖြစ်နောက်တစ်ခုကကျွန်တော်တို့ချက်မှန်ရေးရပေါ့နော်မိဈေးတွေတုံးတဲ့အခါမှာအဲမိဈေးရလဲအဓိကအုံနောက်ရဲ့မှတ်ညံပိုင်းကိုထိလိုက်စေတယ်လေနော်အဲအမျိုးတွေပေါ့နော်နောက်တစ်ခါကျွန်တော်တို့ဒီစိတ် ဒဏ်ရာတွေအကြီးအများကြီးရရှိတဲ့အခါမှာပေါ့နော်ကြီးမားစွာရရှိတဲ့အခါတွေမှာလည်းမိမိရဲ့စိတ်ထဲမှာမှတ်ထားတယ်မှတ်မိတယ်အကြောင်းအရာတွေဟာမဖြစ်တော့ loss ဖြစ်သွားစေပါလေဆုံးရှုံးသွားစေတယ်တချို့အကြောင်းအရာတွေကကျတော့ကျွန်တော်အဓိက neuron တွေကိုအသုံးမပြုလို့ပေါ့နော်အသုံးမပြုရင်ဆုံးရှုံးပါလေဒါကြောင့် neuron စက်ကြောင်းတွေအကောက်လာကလေးတွေဆိုလို့ရှိရင်စက်ကြောင်းတွေအများကြီးအများကြီးအများကြီးတက်တက်ဖြစ်နေစက္ကန့်နဲ့မလက်ဖြစ်နေဒါကြောင့်တို့ကိုများများအလုပ်တွေပေးရမယ်များများအဓိကအုံနောက်ဖွံ့ဖြိုးမှုတွေလှုပ်ဆောင်ပေးရမယ်တို့ရဲ့အုံနောက်ကိုအမြဲတမ်းလှုပ်ရှားနေ ေတဲ့ပုံစံမျိုးတွေလှုပ်ဆောင်စေရမယ်။ဒါမှအိကအုံနောက်ကအမြဲတမ်းသူအလုံးလုံးနေတယ်လှုပ်ရှားနေတယ်။ဒါမှသူ့ရဲ့နျူရုန်းတွေစကြောင်းတွေတခုနဲ့တခုများများပွ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 ားလာပြီးတော့ပိုကောင်းတဲ့မှတ်ဉာဏ်အားကောင်းတာတွေကိုရရှိစေတာပါ။အဲ့ဒီခါမှာတော့ဒီကဒီကတော့မှတ်ဉာဏ်ပေါ့နော်။မှတ်ဉာဏ်ချင်းမှာ long term memory တွေကိုရလာတဲ့အကြောင်းအရာတွေတိုင်းဟာ သူ့ရဲ့ဒီထဲမှာရောက်လာတဲ့အကုံလုံးကိုတသက်လုံးမှမသိနိုင်တာမဟုတ်ဘူးအကြောင်းအရာမျိုးစုံစုံဖို့ပါနော်ကျွန်တော်တို့ထော်မာတွေရာပဲဖြစ်ဖြစ်နောက်တစ်ခုကြီးမားတဲ့ပေါ်မိမိမှာရှိနေတဲ့အကြောင်းအရာတစ်ခုသူ့တခြားအကြောင်းအရာတစ်ခုပို့ပြီးတော့နှွမ်းမှုသွားလို့ပဲဖြစ်ဖြစ်ပေါ့နော်ဒီကနနျူရုန်းတွေစက်ကြောင်းတွေကမတုံးတဲ့အတွက်ဆုံချုံသွားတာမျိုးတွေပဲဖြစ်ဖြစ်ဒါမျိုးတွေဆိုလို့ရှိရင်လည်းမှတ်ဉာဏ်တွေကပျောက်ဆုံးသွားစေပါတယ်ဒါကြောင့်ကျွန်တော်တို့ဒါဆိုလို့ရှိရင် နောက်ထပ် memory memory တွေကိုရောက်လာတဲ့သတင်းအချက်လက်တွေဟာလည်းဒါကြာရှည်တော့မှတ်ထားနိုင်တယ်မှန်တော်ညာလည်းပဲအကြောင်းအရာအချို့ကြောင့်ဒါတွေဟာဟိုပျက်စီးစေတယ်ပြောက်ပြစီရဲဆိုတာလေးကိုကျွန်မဆွေးနွေးပေးခြင်းဖြစ်ပါတယ်။ဒါဆိုရင်ကျွန်မတို့အကျန်းရဖြစ်ဆိုရင် incoming information တွေသတင်းချက်လက်တွေရရှိလာရှင် attention ထားရမယ်။ sensory memory ကိုရောက်လာလို့ရှိရင် attention ထားမယ် attention ထားလို့ရှိရင်ဒါ short term memory working memory တွေကိုရောက်မယ် working memory တွေကိုရောက်လာတဲ့သတင်းချက်လက်တွေကို encoding လုပ်မယ်ထပ်ထပ်ကထပ်ကလေ့ကျင့်မှုတွေလုပ်ဆောင်မယ်ဒါဆိုရင် long term memory တွေကိုရောက်ရှိပြီးတော့ charge မှတ်မိတဲ့အဲဒီကမှတ်ဉာဏ်ကိုရရှိလာစေမှာ ဖြစ်ပါတယ်ရှင်အဲ့မှာဆိုလို့ရှိရင်ဒီက ဒီချက်တွင်ဇက်တိုက်ထားလက်ချင်းငမှုတွေထက်ခါထက်ခါလောက်ရမယ် short term memory ကနေပြီးတော့ရောက်လာတဲ့တည်င်းချက်လက်တွေကို long term memory ကိုလွှဲပြောင်းပို့ဆောင်ရမှာချက်တွင်ဇက်တိုက်လက်ချင်းညင်းကိုသုံးရမယ်အဲ့ဒီလက်ချင်းမှုမှာဇကလုံးတစ်ခုကိုသူ့ရဲ့အဓိပ္ပာယ်နဲ့ဆက်ဆက်ရေးမှတ်မိမှာတစ်ခုနဲ့တစ်ခုဆက်ဆက်ပြီးမှတ်တာပေါ့နော်ဟုတ်ကြမှာဟိုတချို့ဆိုအကြောင်းအရာလေးတခုကိုပေါ့နော်မိမိတိထားတယ်ဘူလားတိထားတဲ့အကြောင်းအရာ ਨੇ ဆက်ဆက်ပြီးတော့မှတ်မိလိုက်တဲ့အခါမှာပို့ပြီးတော့ကြာရှည်မှတ်မိမှုစီကိုဖြစ်ပေါ်စေရဲ့ဒါကြောင့်ရေရှည်မှတ်ဉဏ်မှာတိမ့်ထားတဲ့တရေအချက်လေးကိုဒီကိုအတုံးပြူခြင်းဖြစ်တော့၎င်းပြုလုပ်နိုင်တယ်တဲ့ဒါဆိုလို့ရှိရင်အဲ့လိုလေ့ကျင့်မှုတွေကနေရရှိလာတဲ့တတိယအချက်လက်တွေဟာအချိန်တော်တော်ကြာကြာမှတ်မိစေနိုင်တယ်။ဒါဆိုရင်ဇက်တိုက်လေ့ကျင့်မှုတွေ ထက်ကထက်ကလုံးရမယ်ထက်ကထက်ကလေ့ကျင့်မှုတွေလုပ်တဲ့အခါမှာပို့ပြီးတော့မှတ်မိအားကောင်းလာမယ်စကလုံးတစ်ခုကိုလည်းတခြားအသေးပဲတစ်ခုနဲ့ဆက်ဆက်ပြီးတော့မှတ်မိမှတ်ခြင်းအပြင်လည်းရေရှည်မှတ်ဉဏ်မှာသိသိထားဖို့အတွက်သတင်းချက်လက်တွေကိုပို့ပြီးတော့အားကောင်းလာစေတယ်ပို့ပြီးတော့သတင်းချက်လက်တွေကိုမှတ်မိစေလာစေနိုင်တယ်အဲ့လိုလေ့ကျင့်မှုကရရှိလာတဲ့သတင်းချက်လက်တွေကနောက်အချိန်အတော်ကြာကြာထိပါဖြစ်တော့ခြင်းမှတ်မိစေနိုင်တယ် အဲဒါဆိုလို့ရှိရင်မှတ်ညံအားတွေပိုကောင်းလာခြင်းပဲပေါ့။ဒါဆိုရင်သူ့ကိုကျွန်တော်တို့တွေလှူဆောင်အောင်မဲ့ဒါအစင်နေပေါ့နော်။ဒီသူတို့ရဲ့ဒီမှတ်ညံတွေပိုအားကောင်းလာခြင်းပို့အတွက်လှူဆောင်ရမယ့်အကြောင်းအရာတွေဘယ်အစ်စ်မှာတော့ဘလို့ရအန်ကုတ်ဒီနေလုတ်တယ်။အဲ့ဒီအန်ကုတ်ဒီလုတ်ထားတဲ့အကြောင်းအရာတွေကို attention လို့ထားရမယ်။ attention ထားထားတဲ့အကြောင်းအရာကို ပို့ပြီးတော့ဒါမှတ်မိအောင်ထပ်ခါထပ်ခါလေ့ကျင့်ဆောင်ရွက်မှုတွေ maintenance ရဟဇဲတွေများများလုပ်ဆောင်ပေးရမယ်။အဲ့ဒါမှလည်းကျွန်တော်တို့ဒီမှတ်ဉာဏ်ထဲမှာပို့ပြီးတော့ကြာကြာမှတ်မိဈေးနိုင်နေဆိုတဲ့အကြောင်းအရာလေးတွေကိုကျွန်မယနေ့ဆွေးနွေးပေးခြင်းဖြစ်ပါတယ်။အဲနောက်နေ့တွေမှာလည်းပဲကြန့်ရှိနေတဲ့အကြောင်းအရာတွေကိုဆက်လက်ဆွေးနွေးပေးပါမယ်လို့ပြောကြားရင်းနဲ့ယနေ့ဆွေးနွေးချက်ကလေးကိုဒီမှာရန်နောက်ွေးပြပါချင်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။